ဲ့တော့ဘဝဟာဘယ်လိုပဲပြုပြင်ပြုပြင်ပြီးတော့ဘယ်လိုပဲစောက်ရှောက်ပြီးတော့နေနေဘယ်လိုပဲတခဏငြိမ်းချမ်းအောင်ပဲနေနေမိမိတို့ရဲ့ဘဝနေနည်းဟာမမြဲဘူးအမြဲတမ်းချမ်းသာတဲ့နေနည်းမဟုတ်ဘူးအဲ့တော့တရားဓမ္မတွေတရားလာအထုတ်ပါလို့ဆိုတော့အဲသိင်းကွာကြမ်းနေမလုံမပြင်းရပဲနဲ့ကြမ်းနေပြင်းထန်နေအဲ့လိုပြင်းထန်နေဆိုတော့ ဥစဉ်တို့ကတက်တက်ဓမင်းကြွေးပြီးတော့ရက်ဆက်နေတာလည်းမဟုတ်ဘူးယောဂီတို့ရဲ့စိတ်အထင်းမှာကိန်းနေတဲ့ပြီးမခံခြင်းတဲ့ဒေါသတက်တာရာကိုပြုပြင်လို့တဲ့လောဘအဲ့ဒီလောဘဒေါသဒုက္ခဝိညာဉ်တက်လာတော့ဘလို့ချမ်းသာပါမလဲလို့အာထုတ်တာကအဘိဇာအဲ့ဒီဒုက္ခအယဉ်ကိုမခံစားခြင်းတော့တနှုံနှုံခံစားနေတဲ့ဒေါမနတအဲ့ဒီအဘိဇာဒေါမနတကိုခွာရတယ်မြတ်စွာဘုရားရှင်က အဘိဇ္ဇာဒေါမနတဝိနည်းယတဲ့ရှင်းသားရှင်းသမီးတို့တရားကျင့်မဲ့စိတ်မှာအဘိဇ္ဇာဒေါမနတကိုခွာပြီးတော့မှကာယိစကာယ ानु ပဒနာကိုကျင့်မှာမြတ်စွာဘုရားကတော့ဤကဲ့သို့ခိုင်းပါလေအခုဒီခါမှာတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကဘေးချကုန်ပါပြီလောကီအာယံကာမဂုဏ်တွေရှေ့တန်းတင်တော့မြတ်စွာဘုရားဘာဟောမှမသိတော့ဘူးမြတ်စွာဘုရားရဲ့ဟောထားတဲ့မဟာသီလခန္ဓာတုံးမှာရှင်းသားရှင်းသမီးတို့ ကိုရောစိတ်ကောငြိမ်ချမ်းဖို့သောကပရိဒီဝဘီးတွေငြိမ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ငါဖျားပေးမယ်ကိုရောစိတ်ကောငြိမ်ချမ်းဖို့ယောဂီတို့ယောဂီတို့ခုစီဝါရှာနေကိုရောစိတ်ကောငြိမ်ချမ်းဖို့မဟုတ်ဘူးလားဘာသာမရှိငြိမ်ချမ်းပါမလားဒါပြင်အဲ့ဒီငြိမ်ချမ်းမှုဒီတခဏ ငြင်းညမ်းမှုပဲဖြစ်ပါလေတဲ့။သေတဲ့အခါကျတော့တခဏငြင်းညမ်းမှုနဲ့ကုစားလို့ရသေးလား။မရတော့ရုပ်ကောကုရောစိတ်ကောပင်ပန်းပင်ပန်းပြီးတော့တောကပလီတွေဝါမိတောက်မလာဘူးလား။အေးမြတ်စွာဘုရားရှင်ကကိုကြီးပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမှငြိမ်းဖို့တောကပလီတွေဝါမိတွေချုပ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ဆိုတဲ့ငင်းကြတဲ့ဓာတ်ကြီးရဖို့အတွက်ငါဖျားပေးမယ်။အဲ့လိုပေးမယ်ဆိုပြီးပေးထားတဲ့ ခေါင်းစဉ်တက်ပြီးတော့ဂျင်ညာထားတဲ့ဖျားပေးထားတဲ့နီးကအဲ့ဒီငင်းချမ်းတဲ့တက်ကြီးကျင့်ဖို့အတွက်မကျင့်မီရှေးဖို့နဲ့ယောဂီတွေရဲ့စိတ်မှာရှိတဲ့အဘိဇာဒေါမနတတ်ကိုခွာတာပါဘုံနဲ့တတိတံပဇာနောအာတာပိဝရိယဂါရမရိအာတာပိဝရိယဆိုတာသိလားနော်မသိမှန်းသိလို့မရပါနော်တရားကျင့်တော့မယ်ဆိုခန္ဓာနဲ့အသက်မငဲ့ကွက်ဖဲနဲ့ အရေးပဲစုပ်စုပ်အသားပဲပဲပဲအယူပဲကြိုးကြိုးကျင့်ပါတဲ့အဲ့ဒီလိုကျင့်ရမယ်အဘိဇာဒေါမနတခွာမယ်တတိရှိရမယ်စင်ညုံတရားရှိရမယ်အဲ့ဒီ၄မျိုး ਨੇ ပြည့်စုံပြီးမှကာယစကာယ ानु ပဒနာတရားထုတ်ရမယ်အဲ့တော့မြတ်စွာဘုရားတတ္တတရားရှိတဲ့အချိန်မှာဂေါဒိကမထေတရားအထုတ်တာသမဘာရှိပါနဲ့နေပြီးတော့လောလောကီနဲ့ပြင်ကျင့်နေတယ်ဝိပဿနာကိုအာမထုတ်ဘူးနောက်မှနောက်မှနောက်မှနေနေရတယ် နောက်ဆုံးအသေးတံလည်းဖျားရောသူတမောဘတ်ကိုသူဝင်စားတာတမောဘတ်ကိုမရောက်ဘဲနဲ့ရှောရှောကြတာ6ကြိမ်တိုင်းနေငါဒီတိုင်းသာသိရရင်တော့ပုတုဇဉ်ဘဝနဲ့သိရရင်တော့ဂတိမမြဲဘူးတဲ့တရားဓမ္မတွေဂေါတိကမထေဘာကိုကြောက်တာလဲဂတိမမြဲဘူးဂတိမမြဲဘူးဆိုတာဘာလဲသိပြီးရင်ဘယ်ဘဝရောက်လို့ရောက်မှန်းမသိတာကိုပြောတာဟုတ်ပြီလား တို့ဒီရတ္တဓမ္မတွေရောငါတို့သိရင်ဘယ်ဂရိနဲ့သိမယ်ကောင်းတဲ့ဂရိနဲ့သိမယ်လို့အပိုင်ဆုံးပြတ်နိုင်ရင်လားဆုံးပြတ်နိုင်မှာဟုတ်ပြီနော်အဲ့တော့နော်အဲ့ဒါကြောင့်မလို့ဘဝဟာမမြဲဘူးမခိုင်ဘူးဘယ်တော့မှမမှန်ဘူးအဲ့ဒီတော့ကြောင့်ဘဝကိုမဖြစ်ချင်ဘူးအခုဒီရပိဋကကြီးကဒီဘဝဒီရတာကိုဒီဘဝဒီဟာနဲ့ပဲနှိမ့်မြုပ်ပြီးတော့မေ့နေတယ်။နောင်အနာဂတ်အတွက်မပြင်ဆင်ကြဘူး။နောင်သွားမဲ့ဘဝအတွက်ငါ အခုတရားနာတဲ့ပြည်သားကြီးအပေလေးပါလွတ်ပြီလို့အာမခံနိုင်လားအဲ့ဒါပဲတထေးကြီးမဖြစ်နေပါစေအာနာရှိကြီးမဖြစ်နေပါစေအသေးတက်ဖို့ရေသေပြီးငရေအပေလေးပါလွတ်ဖို့ရေအဲ့ဒါအရေးကြီးဆုံးပဲနော်အဲ့ဒါကြောင့်မလို့တရားဓမ္မကြီးနောက်အနာဂတ်တဲ့သွားဖို့အတွက်မိမိဘာပြင်ဆင်နေပြီလဲ။သေအောင်တတ်တဲ့တပ်ပွဲနောက်ဆုံးချိန်နောက်ဆုံးနေရာမှာပြင်းထန်တဲ့ဒုက္ခဝေဒနာအတွက် လုံမြောက်ဖို့အတွက်ငါဘာရင်းနှီးပြီးပြီလဲမိမိရဲ့ဘဝဘလောက်ခိုင်းပါပြီပြီလဲငါရဲ့လူဆိုတာအမြဲမလူဘူးဘဝအဆုံးတတ်တဲ့အခါမှာနောက်နှစ်90မကြာဘူးအဲ့ဒါပတ်ဝန်းကျင်မှာပဲဒီဘဝအဆုံးသတ်မယ်ဘလို့အဆုံးသတ်မှာလဲဒီဘဝအဆုံးသတ်ပြီးဘယ်ဘဝကိုသွားပါလဲဘလို့ပုံစံမျိုးနဲ့သွားမှာလဲဆိုတာကိုမသေးကြဘဲနဲ့နေခြင်းသည်မိမိတို့အတွက်ဆုံးရှုံးခြင်းပဲဒါဥစဉ်ရသတိပေးလိမ့်မယ် ။ဦးစင်းပြောတဲ့ဇာတ်ကြီးကယောဂီတို့သိတယ်တင်ကပါသွားပါလိမ့်မယ်။အဲ့တော့ဦးစင်းတို့ဒီမှာတရားကျင့်နေဆိုတော့အစာကြေးပြီးတရားပြီးပြီးတက်တက်ခေါ်ညင်းနေတာမဟုတ်။မိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့လောဘဒေါသသေရင်မှုန်နှောက်မဲ့ဓမ္မနဲ့ထိုးသလိုမှုန်မဲ့လောဘဒေါသကိလေသာတရားကိုမတည်ခင်ပေါ်ထုတ်ပြီးမနဲ့တတ်တာကိုဝင်မမွေးနိုင်တဲ့ပုဂ္ဂိုလ်ဈေးုံသွားတဲ့တော့ ဘိုက်ခွဲတော့ဘိုက်ခွဲတဲ့လူနာကနာတယ်ဆိုပြီးအော်သလားဘိုက်ခွဲတဲ့လူနာလीကလေးမွေးမဲ့ဆိုတော့ဒကမဘိုက်ကိုဓာတ်နဲ့ခွဲတာနာတယ်ဆိုပြီးအော်သလားဘာဖြစ်လို့လဲရုပ်မှဆင်းရဲတာရှိသလားဓမ္မဆင်းရဲတာလဲဟုတ်လားစိတ်မှဆင်းရဲတာကိုမသိဘဲနဲ့အောက်ကကြာကြာထိုင်ရောင်းတာနာတာပဲထက်တွေ့တော့ယုတ်ကြီးပဲထက်တွေ့မနေဘူးလား ရုပ်မှာဆင်းရဲချမ်းသာရှိသလား။ကောင်းဆိုးတော့ရှိတယ်တဲ့ဆင်းရဲချမ်းသာမရှိဘူး။ဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာစိတ်မှာစိတ်မှာတောက်တဲ့မီးကိုစိတ်မှာတတ်ဖို့အတွက်အဲ့ဒီမီးကိုဖော်ထုတ်တာသူနဲ့ရှင်ပဲဝေဒနာနဲ့ဖော်ထုတ်ပြီးတော့မှတတ်လို့ရတယ်။ဒုက္ခဝေဒနာနဲ့ရှင်တဲ့ဒေါသကိုဒုက္ခဝေဒနာ ပြပြီးတော့ခေါ်ရတယ်။ဒုက္ခဝေဒနာနဲ့ရှင်ကြီးတဲ့ကိလေသာတတ်ခြင်းဒုက္ခအာယုံကိုပြခေါ်ရတယ်။ ဲ့ဒီလိုပြပြပြီးတော့ငါလိုချင်ငါစားထကြွေးပြီးတော့ငါ့ကိုများခေါ်ရတယ်။အဲ့လိုများခေါ်ပြီးတော့ငါစားနဲ့များခေါ်ပြီးဖမ်းလိုက်တဲ့အခါမှာငါမိသလိုမိမိတို့ရဲ့စိတ်ထဲမှာကိနေတဲ့ကိလေသာကိုဒုက္ခအယုံနဲ့ဆက်ဆက်တဲ့ဒေါသလောဘကိုဒုက္ခအယုံနဲ့ပြပြီးတော့ဖော်ထုတ်ပြီးတော့အစင်းလိုက်အစင်းလိုက်မတ်တက်တတ်တဲ့အခါကျတော့နောက်ဆုံးချင်းစီတွေကျတော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူး။ ဲ့တော့ကိုသာနာပြီးတော့စိတ်မနာတော့ဘူးဆိုတော့အရင်တော့နာနေတဲ့စိတ်တွေမရှိတော့လို့ဖြစ်ပြဆုံးလို့မနာတော့တာပေါ့အဲ့တော့မဟုတ်စရာတော့ကြီးဟောတော့ကိုကိုနာပြီးတော့ဗားတယ်လေစိတ်မနာဘူးအဲ့တော့အရိယသူတော်ကောင်းကြီးကိုတော့နာတယ်စိတ်နာသေးလားအရင်တော့ကိုနာပြီးစိတ်နာတယ်အခုတော့ကိုနာပြီးစိတ်မနာဘူးဆိုတာနာတဲ့စိတ်လောဘဒေါသစိတ်မခံနိုင်မှုစင်းရဲတဲ့ရုံးမဲ့ကံမဲ့ပြင်မဲ့မမဲ့ရွှေမဲ့ဆိုတဲ့အဲ့ဒီကိလေသာစိတ်ကတော့မဲ့နဲ့အပြီးပယ်သွားတယ် အခုလဲဦးဇင်းတို့ဒီတရားစခန်းမှာမသေးခင်တည်းကသေရင်နားလဲထုံနေခြင်းနဲ့ကြိုက်တဲ့အမလီကြေကြပါအောင်ဆိုတဲ့တောကမီဒေါသမီနဲ့ရှင်တဲ့စိတ်တွေကိုမသေးခင်နေရဦးဇင်းတို့ကဖြစ်ပျက်ဆုံးအောင်ပြပါတယ်ဖြစ်ပျက်ဆုံးသွားတော့လူသေးသလားကိလေသာသေးသွားတာလားအေးအဲ့တော့ကိလေသာသေးပြီဒီမနေ့ပြန်သွားကြပြီလူလေးရကျော်လူက34 34ဦးอืม 414ဦးဝမ်းပန်းတသာနဲ့ဝမ်းမြောက်ပြီးတော့ပီတိတွေဖြည်ပြီးတော့ပြန်သွားတယ်ကိုနာပြီးစိတ်မနာတော့ဘူးလူဖြည့်ရကျုံနဲ့သွားပြီအဲ့တော့တရားဓမ္မတွေရွှေဘုံရွှေနှန်းရွှေကြံတန်းနဲ့စံမြန်းနေရပါတော့လဲပဲစိတ်ထဲမှာရှိတဲ့ဒုက္ခအယုံနဲ့တွေ့ထိလာရင်တိမခံခြင်းနဲ့ဒေါသတက်တာတဲ့အယုံကိုလိုချင်တဲ့လောဘဆိုတဲ့အဘိဇ္ဇာအဲ့ဒီနှမျိုးရှိနေလို့ရတော့အလကားပါပဲတဲ့ ငါရဲ့ဘဝနေနီးကအလကားနေနီးလို့ဒါတွက်လိုက်ပါမိမိတို့ရဲ့ချမ်းသာတဲ့စည်ရဲတဲ့ဝမ်းသာတဲ့ဆိုတာနေတိုင်းရှိရလားနောက်ဆုံးအချိန်နောက်ဆုံးခါနောက်ဆုံးနေရာကြတော့မိမိတသက်လုံးစားခဲ့တဲ့အရာသာတွေပေါ်သေးလားတသက်လုံးမြင်ခဲ့ကြားခဲ့နားခဲ့တွေ့ခဲ့ထိခဲ့တဲ့ကာမဂုဏ်ခံစားခဲ့တဲ့အရာသာတွေရှိသေးလားအားလုံးပါပြီလေပျောက်ကုန်နှစ်သာရမရှိပျောက်သွားတော့ဒါပဲနဲ့မဖိတ်ခေါ်ပဲနဲ့ရနေတဲ့ သေအောင်တတ်နေတဲ့ယောဂါရီနဲ့နှိမ့်ဆက်နေတဲ့ဒုက္ခကြီးကတော့အလိုလိုရမလာဘူးလားတသက်လုံးနေခဲ့သမျှစားခဲ့သမျှရှာခဲ့သမျှပျော်မွေ့ခဲ့သမျှခံစားတဲ့သမျှတွေသေးတဲ့ရေသုံးသလိုပျောက်သွားပြီးတော့မိခဲကြီးဖဲ့ပြီးတော့နောက်ဆုံးဇတ်သိမ်းရပါလိမ့်မယ်မိမိတို့ရဲ့ဘဝတမိုင်းဟာသေဒဂဏီပုဂ္ဂိုလ်မှရှိသေးလားမရှိတော့ဟုတ်ပြီနော် အခုတရားနာတဲ့ပိဋကကြီးတိတတ်တဲ့ယွမ်းနဲ့ယနေ့ချိန်ထိငယ်ရရနဲ့ယနေ့ချိန်ထိနေ့စဉ်နေ့စဉ်တော့ပြောကြဆိုကြတွေ့ကြကြုံကြတာတွေမရှိခဲ့ဘူးလားအခုရှိသေးလားအခုလိုပဲသေကံနည်းကြိုက်မရှိတော့အခုကတော့နောက်နေ့ရှိသေးတယ်နောက်နေ့ရှိသေးတယ်နဲ့နောက်နေ့ကိုလွှဲချနေတယ်သင်မဲ့ပုဂ္ဂိုလ်ကြနောက်နေ့လွှဲချလို့ရသေးလားအဲ့ဒီအချိန်အဲ့ဒီခါအဲ့ဒီနေရာမှာသူ့ရဲ့တသက်လုံးရေးခဲ့တဲ့ဘဝတစ်ခုရဲ့တမိုင်းကောင်းဆိုးနှစ်တန်ဘာမှမရှိတော့ဘူး လက်ထဲမှာလည်းဘာမှမရှိတော့ဘူးခန္ဓာကိုယ်နားထဲမှာလည်းအတန်တုံးအတန်ငယ်ရတာကြီးလည်းမရှိတော့ဘူးမျက်လုံးထဲမှာလည်းကြည့်လို့ကောင်းလိုက်တဲ့အမြင်ငယ်ကြီးမရှိတော့ဘူးနှာခေါင်းထဲမှာလည်းအနံငယ်ကြီးမရှိတော့ဘူးရှာထဲမှာလည်းအရသာငယ်ကြီးမရှိတော့ဘူးကိုယ်ထဲမှာလည်းအတွေ့ရသာငယ်ကြီးမရှိတော့ဘဲနဲ့စူးနဲ့ထိုးသလိုလွှတ်နဲ့တိုက်သလိုဓာတ်နဲ့မွန်းသလိုအဲ့ဒီအရသာဒုံကြီးကတော့သေပြီးတော့အရာကြီးနဲ့ဖဲ့ပြီးတော့သေရတော့မှာအဲ့တော့ဒကာရမကြီးဥစဉ်သတိပေးလိုက်ပါတယ် ဦးဇင်းတို့မဲဆွဲပွဲ မလုပ်ဘူးတက္ကရာကမကိုဦးဇင်းဘယ်တော့မှမစည်းရုံးဘူးကြီးညိုအောင်ကိုးပွဲအောင်ဘယ်တော့မှမလုပ်ဘူးနော်ဦးဇင်းတို့တရားပြတယ်နှစ်စခန်းနောက်လာခြင်းလည်းမလာခြင်းနေပဲဘယ်ဖွဲ့ဘယ်ဟာဘာမှဦးဇင်းမဆက်ဆံဘူးသို့တော်လည်းပဲတနာတယ်ဘဝနီနီအတိတ်ပင်မဲ့ပြီးတော့မိမိစိတ်ထဲမှာကိန်းနေတဲ့အဘိဓါဒေါမနတ္တ တဏ္ဏကြီးနဲ့သိရင်အော်တရားမဲ့အဖြစ်မျိုးကိုမသိစေချင်ပါဘူး။အော်ပြီးတရားတဲ့ပုဂ္ဂိုလ်ကအော်ပြီးနေရတဲ့ဘဝရောက်သွားပါလေ။ငြိမ်းချမ်းပြီးတော့တည်တဲ့ပုဂ္ဂိုလ်ကငြိမ်းချမ်းပြီး နေရတဲ့ဘဝကိုရောက်ပါလေ။ဘလို့တည်လဲပုဂ္ဂိုလ်လဲဆိုတော့တည်တဲ့အခါမှာအော်ဟဲ့ညင်းညူခြင်းမရှိ။အဲ့လိုငြိမ်သက်ပြီးတော့တည်တဲ့ပုဂ္ဂိုလ်တည်ပြီးတဲ့အခါကျတော့ 白老百姓白也白查着，保清保年，当年杨别劲，难出钱，没细节不够。你让查没保护，企个不能查没着摸。阿里路，谁担心？谁敢你灭着？担心的有你灭的就变强的。谁报着对来对表没家人，难出来了。 ဓာရမတွေတသက်လုံးအမွေးနံ့တာတွေလိမ့်တော့သေတော့ဘာနဲ့ထွက်အပုံနဲ့ထွက်အမွေးနံ့တာတွေစားပြီးတော့ယူတော့ဘာနဲ့ထွက်အင်းသေတော့လေအပုံနဲ့ကြီးထွက်ပြီဆိုရင်ငါတသက်လုံးနေကြတာအလကားပဲမှတ်ထားနော်အဲ့တော့အပုံနဲ့မထွက် အော်ဟိညင်းညူခြင်းမရှိဘဲနဲ့သေတဲ့ဤလူချင်းရင်တော့လာယူပါ ကိုယ်ဝယ်ဖို့မပါဘူး။ဦးစင်းဘယ်တကာမှကိုမှဘယ်တကာကိုမှနော်ညှော်ကုန်မှုတစ်ခုတစ်ခုနဲ့ဘယ်တော့မှဆက်ဆံဘူး။ဦးစင်းတို့ရဲ့မြတ်တဲ့သီလသမာဓိပညာစေတနာကိုပတ်ဆံအောင်လူအောင်ပါဝါကုန်အောင်ဘယ်တော့မှရောက်မခံဘူး။ဒါပေမဲ့မေတ္တာတရားအကျဉ်းသာတရားနဲ့အဲ့တော့အပြည့်ရှိတယ်။အဲ့တော့သီနီးတတ်ခြင်းလာယူပါလို့ဒီလိုဆိုလိုတာ။နော်သီနီးတဲ့အခုလူရှင်တွေကသီနီးတတ်သွားပြီ။ သိနိတတ်သွားလို့တို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ပုထုဇဉ်ဓလိဇယိုက်ကြီးတွေတန်လန်းကြီးနဲ့သေမယ်ဆိုရင်ဘဝကူမကောင်းဘူးပုထုဇဉ်ဓလိဇယိုက်ကြီးကထင်ရလောက်တာအဲ့တော့တိလိဆန်ကြီးကထင်ရမလောက်ကြဘူးလားအေးထင်ရလောက်တဲ့စိတ်ကပုထုဇဉ်ဓလိကြီးတာသနာနဲ့ကြုံပါလေနဲ့ဝိသကအာနာရပိန်လို့တို့တစ်ဖက်တစ်ဖို့သုလာသောတာပန်အငယ်စားအဲ့ဒီအငယ်စားလောက်မှ မိမိကိုမိမိအာမမခံနိုင်ဘဲနဲ့တည်ရမယ်ဆိုရင်လူဖြစ်ရာကျိုးသာသနာနဲ့ကြုံရကျိုးနှစ်ပါးအဲရှုပ်ဆုံးရှုံးနေအဲတော့ယောဂီတို့အနေနဲ့တရာနုတာရီသောတာပန်ကတော့အခုနေရှိဖို့ခင်းနေဓမ္မနုတာရီသောတာပန်ဆိုတဲ့ဓမ္မကိုအခြေခံပြီးတော့အပေတကားပိတ်ပြီးတော့သိနိတတ်ပြီးတော့ဘုံစင်စာတက်ချိန်ရယ်ဆိုရင်တော့လာခဲ့ ဥပမနာစာချုပ်ထားပြီဟုတ်ဦးစင်းကဒါပေးနိုင်လားဒီကပြတဲ့နီးစနစ်တိုင်းစနစ်ကိုစီကံကိုလိုက်နာပြီးတော့ကျင့်ကြံအားထုတ်မယ်ဆိုရင်သေနီးတက်သို့မဟုတ်ဘယ်လိုလာလာသေနီးတက်တယ်အမြစားသေနီးရဲ့အလားစားသေနီးရဲ့နှမျိုးရှိဒီစခန်းကိုလာတဲ့ပုဂ္ဂိုလ်သည် သေရင်ငါဘလို့သေရမယ်ဆိုတာကတော့အားလုံးရပြီလားပါမိမိကိုယ်တိုင်မိမိသေရင်ငါဘလို့သေရမယ်ဆိုတာကိုကိုယ်ကိုယ်တိုင်နားလည်သွားပါလေအဲ့ဒါက